Hi everyone. Moving In Channel မှာကြည့်ဆိုလိုက်ပါတယ်။အင်းကတော့ International Certified Blind Instructor အင်းပဲဖြစ်ပါတယ်။ လာရီ exercise တွေလုပ်တဲ့အခါမှာအသက်ရှူရဲ့ breathing pattern လေးကိုသိပြီးွားကြပြီလားကိုယ်ပလာတီစ်လုပ်တဲ့အခါမှာအသက်ရှူရဲ့ breathing pattern လေးကိုနီးစနစ်ကြကြနဲ့မှန်မှန်ကန်ကန်ရှုသွင်းနိုင်ဖို့အတွက်ဒီနေ့ video လေးရဲ့မှာပလာတီစ်မှာအသုံးပြုတဲ့ breathing pattern လေးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ် breathing pattern လေးအများကြီးရှိတယ်ခဲ့ရမှာပလာတီစ်မှာအသုံးပြုရဲပေါ့နော် prefer ဖြစ်တဲ့ breathing pattern လေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ lateral breathing လို့ခေါ်တဲ့ breathing pattern လေးဖြစ်ပါတယ် lateral breathing pattern လေးက core activation ကိုလုပ်ပြီးရရှူတဲ့အတန်လေး ah breathing pattern လေးဖြစ်တဲ့အတွက်ကြောင့်မလို့ pilates မှာလှုပ်ရှားမှုပေါ့နော်ဒီ exercise လုပ်တဲ့အခါမှာဒီ breathing pattern လေးကိုထည့်ပြီးသုံးတော့တာဖြစ်ပါတယ် ဒီ breathing pattern လေးကိုရှုတဲ့အခါကျရင် ကိုကဒီပေါ့နော်ဒီနံယိုးရှိရယ်ကိုရဲ့ဒီနံယိုးရှိရယ်နံယိုးကဒီအရှိကနေဘေးပတ်ပတ်လဲအနောက်ထိရှိရယ်ပေါ့နော်အဲ့ဒီနံယိုးလေးတွေကိုကိုကဘေးကိုကားဝအောင်ရှုသွင်းရတဲ့ breathing pattern လေးဖြစ်ပါတယ်။သူကရှုသွင်းတဲ့အခါကျရင်ကိုရဲ့နံယိုးလေးတွေဘေးကိုကားဝအောင်ရှုသွင်းတယ် ရှူထိုးတဲ့ခါကျရင်နံယူလေးတွေကပြန်ပြီးအသွင်းမုတ်ပြန်ဝင်သွားပြီးတော့ wrapping လုံးလိုက်တယ်လို့မျိုးပြန်ပြီးဝင်သွားတယ်ပေါ့နော်အဲ့လိုမျိုးရှူသွင်းရတာဖြစ်ပါတယ်ရှူသွင်းတဲ့ခါကျရင်ကိုယ့်ရဲ့ဒီရင်ဘက်ကိုမသုံးမဲနဲ့ဒီ chest ကိုမသုံးမဲနဲ့ဒီကိုယ့်ရဲ့နံယူလေးတွေကိုဘေးကိုကားအောင်ရှူသွင်းနေရှူထိုး โอเคဒီ breathing pattern လေးอ่ะတချို့ရေတော့ကပေါ့เนาะဆက်ဆက်ချင်းလုပ်တဲ့အခါမှာနည်းနည်းလေးခက်ခဲတယ်အာကိုယ့်ရဲ့ဒီနံရိုးလေးတွေဘေးကိုကာဝါလားမကာဝါလားသိအောင်ပေါ့เนาะအာ trips လေးတစ်ခုရှိရဲ့အဲ့အားလေးอ่ะကိုယ်မှာပေါ့เนาะဒီလိုမျိုး resistant band လေးရှင်ရတယ်ပေါ့เนาะဒီလိုမျိုးဒီ rubber band ဒီလိုရှေ့ကြီးပေါ့เนาะဒါအကြောရှင်ရဲ့အဲ့လို band ရှင်လဲရရဲ့ဒါမှမဟုတ်ဒီလို resistant အာကျိုးလေးတစ်ခုရှင်ရတယ်ပေါ့เนาะကျိုးอ่ะရှင်ပို့ ကောင်းတယ်ဘာဖြစ်လဲဆိုတော့ကိုကဒီ resistant band ကိုကိုရဲ့ခန္ဓာကိုယ်မှာပတ်မှာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် KR ဆိုရင်ဒီ resistant ကြိုအမဲလေးနဲ့အရင်ဆုံးလုတ်ပြမယ်ပေါ့နော်ဒီဂျူမဲလေးကတော့အခုနကအပြာလေးထက်တော့နည်းနည်းလေးတော့သွားတူတယ်ပေါ့နော်โอเคဒီကိုယ့်ရဲ့ဒီနံရိုးရှိရပေါ့နော်ကိုယ့်ရဲ့ဒီနံရိုးကိုဒီလိုပတ်လိုက်တယ်ပတ်လိုက်ပြီးတော့ဒီလို crossing လေးလောက်လိုက်တယ် တဲ့ခါကျရင်ကိုကဒီလိုဆွဲချီရမျိုးမဟုတ်ဘဲနဲ့ကိုကဒီကိုရဲ့ဒီပေါ့နော်နန်ယိုးရဲ့ movement လေးကိုကြည့်ချင်တာဖြစ်တဲ့အတွက်ကြောင့်ပတ်ယုံပတ်ထားတယ်။ Okay ပတ်ထားပြီးတော့ပတ်ထားပြီးတော့ဒီနေရာလေးပေါ့နော်ဒီနန်ယိုးနေရာလေးကိုတစ်ချက်လောက်ကြည့်ကြည့်မယ်။ရှူသွင်းတဲ့ခါကျရင်အဲ့ဒီနန်ယိုးလေးတွေကဘေးကိုကာဝလိုက်မယ်။ရှူထုတ်တဲ့ခါကျရင်အဲကျိုးလေးကပြန်ပြီးတော့ကို ခြီလိုက်တယ်လို့မျိုးလဲပေါ့နော်โอเคဒီကြိုးလေးမှာဆိုရင်ဒီမှာအစင်းရလေးရှိအဲ့အစင်းရလေးကိုကြည့်ရင်လည်းလှူရှားမှုကိုမြင်နိုင်တယ်ပေါ့နော်ကိုယ့်ရဲ့ဒီနံယိုးလေးဘေးဟုတ်ကောင်အောင်ရှူသွင်းလိုက်တယ်ရှူထောတဲ့ခါကျရင်ဆိုပြီးတော့ ပြန်ပြန်ပြီး wrapping ပတ်လိုက်တလို့မျိုးပြန်ပြီးရှစ်ထုတ်လိုက်တယ်။ဒါဒီကြိုးလေးရှင်လဲကိုကလှုပ်ကြည့်လို့ရတယ်။ဒီ rubber band အရှင်လဲအဲ့တိုင်းပဲအတူတူပဲအအတူတူပဲပေါ့နော်ကိုကသုံးကြည့်လို့ရတယ်။ဒီ rubber band လေးကပို့ပြီးတော့ရှည်ရပေါ့နော်အဲ့လိုပဲ rubber band လေးကိုပတ်ကြည့်လိုက်တယ်။ပတ်ကြည့်ပြီးအဲ့တိုင်းပဲအခုနောက်အတိုင်းပဲရှစ်သွင်းတယ်။ရှူထောက် Okay. ဆိုရင်ဒီကိုယ့်ရဲ့အာနယိုးလေးတွေကဘယ်လိုလှုပ်ရှားသွားလဲဆိုတော့ဒီ rubber band ပေါ့နော် resistant band လေးတွေကိုအသုံးပြုပြီးတော့လည်းပဲစမ်းတက်လို့ရတယ်ပေါ့နော် တချို့တွေကဒီလိုမျိုးမတက်ရက်ပြီးရောလောက်ရတာခက်တယ်ဒီလို time ရောဖြစ်ဖြစ်မတက်ရက်ပြီးရောလောက်ရတာခက်ခဲတဲ့လူတွေအတွက်ဆိုရင်လဲအိတ်ပြီးရောလည်းပဲသူကလုံးကြည့်လို့ရတယ်လဲအိတ်ပြီးရောဘယ်လိုလုပ်လဲဆိုတာလေးကိုတစ်ချက်လောက်ကြည့်ကြအောင်လဲအိတ်လိုက်ပြီးရောဒူးကောင်းလေးကိုအနှဲငယ်လေးကိုထားပြီးရောကိုယ့်ရဲ့ပခုံးလေးတွေလည်း relax အနေထားထားလေးထားထားမယ်ကိုယ့်ခန္ဓာကိုယ်မှာရှိတဲ့တင်းအားလေးအရင် short ထားလိုက်မယ်နော် okay ပြီးွားရင်ကိုယ့်ရဲ့လက်လေးကိုဒီကိုယ့်ရဲ့ဒီနှံ ရိုးပေါ်မှာတစ်ချက်လောက်တင်ကြီးလိုက်တယ်။ကိုယ့်ရဲ့နံရိုးလေးအဲ့လက်ထဲမှာကိုယ့်ရဲ့နံရိုးလေးကဘလို့လှုပ်ရှားသွားလဲဆိုတာကိုတစ်ချက်လောက်ခန်းစားကြည့်မယ်။လေကိုရှည်ရှည်လေးရှူသွင်းကြည့်လိုက်တယ်။ရှူထောက် โอเคရှူသွင်းလိုက်တဲ့အခါကျရင် ကိုယ့်ရဲ့လက်ထဲမှာနံရိုးလေးတွေကဘေးကိုကားသွားတယ်။ကိုယ့်ရဲ့ဒီနံရိုးအောက်ခြေကလည်းပဲဒီအောက်ကဖြာအောင်လှမ်းထိသွားတာလေးကိုခံစားရလိမ့်မယ်။ရှူထိုးတဲ့ခါကျရင်ကိုယ့်ရဲ့လက်ထဲမှာပဲအဲ့နံရိုးလေးတွေပြန်ပြီးအထဲကိုပြန်ပြီးတော့ကျုံဝင်သွားတာလေးကိုခံစားရလိမ့်မယ်။ Okay ရှူကြည့်အောင်။လေးကိုရှူသွင်းလိုက်တယ်။ Okay ပြန်ပြီးတော့ရှူထုတ်တယ်။ shi ten de ဒါဆိုရင်ဒီ lateral breathing pattern လေးကကိုယ့်ရဲ့ဒီအိပ်ပြီးရောပဲဖြစ်ဖြစ်ဒီထပြီးရောဖြစ်ဖြစ်လှုပ်ကြည့်လို့ရတယ်လေ့ကျင့်ကြည့်လို့ရတယ်ဒီ breathing pattern လေးကိုဒီ pilates exercise လုပ်တဲ့အခါမှာထည့်ပြီးရောအသုံးချသွားလို့ရပါတယ်ဒီ breathing pattern လေးကစစချင်းမှာလောရခန့်နေလူတွေအတွက်ဆိုရင် အခုနပြသွားပေးတဲ့နီလန်းလေးကိုသုံးပြီးတော့လေ့ကျင့်ကြည့်လို့ရတယ်ပေါ့နော် โอเคအဲဆိုရင်ဒီနေ့ကတော့ the lateral breathing pattern လေးရဲ့အကြောင်းကို sharing လုပ်ပေးသွားတာဖြစ်ပါတယ်။နောက်ဆိုရင် Pilates နဲ့ပတ်သက်တဲ့အကြောင်းအရာများကို sharing လုပ်ပေးသွားမှာဖြစ်တဲ့အကြောင်းမလို့ see you in next video